ရင်းမပင်ခရိုင်ကဏီမြို့နယ်တောင်ချန်းက6မနဲ့အနီးဝန်းကျင်ကတော်လှန်ရေးအားပေးတဲ့ရွာတွေထွက်ပြေးနေရဆဲဖြစ်ပြီးအန်ယူဂျီထောက်ပံ့တာလိုအပ်နေတယ်ဆိုပြီးဖြန့်ဝေနေပါတယ်။မင်္ဂလာပါ။ DB ဖက်ချက်ရဲ့ပေါ့ကတ်အစီအစဉ်စတင်တော့မှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ကဏီမြို့နယ်တောင်ချန်းက6မနဲ့အနီးဝန်းကျင်ကရွာတွေထွက်ပြေးနေရတာတော်လှန်ရေးအားပေးလို့လား။ Facebook မှာစိမီတို့တွေနဲ့ယုံကြည်ရတဲ့အရင်မြင့်မရှိပဲကျမ်းမာရေးနဲ့ဆက်ဆက်တာတွေဖြန့်ဝေနေတဲ့ page စတဲ့စီစစ်ချက်တွေကိုဒီ focus ကနေနားဆင်နိုင်မှာပါ။ရင်းမပင်ခိုင်ကဏီမြို့နယ်တောင်ကျန်းက6မနဲ့အနည်းဝန်းကျင်က တော်လှန်ရေးအားပေးတဲ့ရွာတွေထွက်ပြေးနေရဆဲဖြစ်ပြီးအန်ယူဂျီထောက်ပံ့တာလိုအပ်နေတဲ့ဆိုပြီးဖြန့်ဝေနေတဲ့အမှန်တရားကတော့စစ်တပ်ကကဏီမြို့နယ်တောင်ကျန်းကိုစစ်ကြောင်းထိုးတာမို့လို့ပြည်သူတွေကစစ်ဘေးရှောင်နေရတာဖြစ်ပါတယ်။ စကိုင်းတိုင်းရင်းမှတ်ပင်မြို့နယ်ကနေကဏီမြို့နယ်တောင်ကျန်းကိုစက်တင်ဘာလ3ရက်နေ့ကစတင်ပြီးစစ်တပ်ကစစ်ကြောင်းထိုးဖို့ပြင်ဆင်လာတာကြောင့်ကြီးရွာ900ကဒေသခံပြည်သူ9000ကျော်နေရွှန့်ခွာနေကြရတယ်လို့ဒေသခံတွေကလည်းသိရပါဗျ။ဗန်ပွေးပြူရွာကနေမုံရွာယာကြီးကလေးကလန်းကြီးအတိုင်းထွက်လာတဲ့စစ်ကြောင်းကတရော်ချင်းရွာရဲ့အရှိတ်မှာရှိတဲ့တောတဲတွေကိုမီးရှို့ပြီးနောက်တနေ့မှာတော့ကဏီနယ်ဘက်တက်လာတဲ့ဆိုတဲ့သတင်းရတာနဲ့ရွာကနေထွက်ပြေးလာခဲ့ကြတယ်လို့ချောင်းမရွာကကျောင်းဆရာတယောက်ကပြောပါဗျ။ စစ်တပ်စစ်ကြောင်းကတော့ချောင်းမရွာကိုဥတီလှုပ်ရှားနေတာကြောင့်လက်ရှိနေရဲဆိုးခွာနေကြရတဲ့ကြေးရွာခွန်းရွာအပြင်အင်းတိုင်းကြီးအောင်မင်္ဂလာစီးပင်တွင်တမင်ချန်စားတဲ့ကြေးရွာတွေကပြည်သူတွေလည်းနေရဲဆိုးခွာကြဖို့ရှိနေတယ်လို့သိရပါတယ်။ဒါ့အပြင်မကွေးတိုင်းပွင့်ဖြူမြို့နယ်ဘက်မှာလည်းစစ်တပ်ကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးစစ်ကြောင်းထိုးလာလို့ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဒေသခံတွေစီကလည်းသိရပါတယ်ရှင်။စစ်အုပ်စုဟာကနေတောင်ချမ်းကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးချောင်းမရွာမှာ အထိုင်ချပြီးနေအိမ်တွေကိုလူရက်စင်းနှင်းတာတွေလှုပ်ဆောင်ခဲ့တာပါလက်ရှိမှာစစ်အုပ်စုကချောင်းမရွာကနေပြန်ဆုတ်သွားပေမဲ့ပြည်သူတွေဟာစစ်ဘေးရှောင်နေရစေလို့ဒေသခံတွေရဲ့ဖြေဆိုချက်တွေနဲ့အတူသတင်းတွေမှာဖော်ပြထားပါတယ်စကိုင်းတိုင်းကနေမျိုးနဲ့ချောင်းမတိုက်ပွဲမှာအထိနာသွားတဲ့ဆုံစုကတက်ပြန်ဆုတ်သွားပေမဲ့ဒေသခံ9000ဟာဆက်လက်စပေးဆောင်ထွက်ပြေးနေရဆဲဖြစ်တယ်လို့ဒေသခံသတင်းမြစ်တီကပြောပါရယ် အထိနာတဲ့စိုးစုကနောက်ပြန်ဆုတ်သွားပေမဲ့လေချောင်းရံချောင်းချောင်းမမဲမတေဝံမူတော်မဖြတ်စတဲ့သေးရွာတွေကဒေသခံ5000ကျော်ဟာတောတောင်တွေအတွင်းစပေးဆောင်ထပြေးနေရဆဲဖြစ်ပြီးတော့စားနရိတ်ခံနဲ့တောက်သုံးရည်တွေလိုအပ်နေပါတယ်ဒါကြောင့်ရင်းမပင်ခံကဏီမြို့နယ်တောင်ချန်းကချောင်းမနဲ့အနီးဝကျင်ကတော်လှန်ရေးအားပေးတဲ့ရွာတွေထွက်ပြေးနေရဆဲဖြစ်ပြီးအန်ယူချီထောက်ပံ့တာလိုအပ်နေတဲ့ဆိုပြီးဖြန့်ဝေနေတာဟာလူရဆွဲရေးသားနေတဲ့သတင်းအမှားသာဖြစ်ပါတယ်။ နောက်ထပ်နားဆင်ရမှာကတော့ Facebook မှာစီမီတိုတွေနဲ့ယုံကြည်ရတဲ့အရင်းမြစ်မရှိပဲကျမ်းမာရေးနဲ့ဆက်ဆက်တာတွေဖြန့်ဝေနေတဲ့ page ကိုတတိထားနိုင်ဖို့ပါ။ပီချန်းဆိုတဲ့ Facebook page ဟာနေ့စဉ်လိုလိုစီမီတိုတွေကိုတင်နေတာဖြစ်ပြီးအဲ့ဒီ page ရဲ့ page transparency ကိုဝန်ဆစေးကြည့်တဲ့အခါမှာလဲ scammer.02 ဆိုတဲ့နာမည်ကနေပီချန်းဆိုပြီးကြောင်းလဲထားတာဖြစ်ပါတယ်။ဒါအပြင် page မှာတင်ထားတဲ့ကျမ်းမာရေးဆိုင်ရာအချက်အလက်တွေဟာယုံကြည်စိတ်ချရမှုခိုင်မာတဲ့အရင်းမြစ်ပါဝင်နေတာမျိုးမရှိပါဘူး။ဒါ့အပြင်ဒီ page မှာတင်ထားတဲ့ကျမ်းမာရေးဆိုင်ရာဖြန့်ဝေမှုတွေဟာမှားယွင်းနေကြောင်းအချက်အလက်စစ်စစ်အတည်ပြုတဲ့ဌာနတစ်ခု ဖြစ်တဲ့ Fact Creation တို့မြန်မာကနေလည်းစစ်စစ်ပေးထားပါဗျ။ဒါကြောင့် social media မှာကျမ်းမာရေးနဲ့ဆက်ဆက်တဲ့ဖြန့်ဝေမှုတွေတွေ့တိုင်းတက်ကြွနားလေတဲ့ဆရာဝန်တွေကတင်ထားတာဟုတ်မဟုတ် မူလအရင်မြင့်ယုံကြည်စိတ်ချရမှုရှိမရှိစတဲ့အချက်တွေကိုအရင်စစ်ဆေးဖို့တတိပေးရင်ကျမ်းမာရေးမကောင်းပါကတကယ်တက်ကြွနားလည်နေသူတွေသာကုသဖို့တိုက်တွန်းလိုက်ရပါတယ်။နေ့အတိုင်းမှာပြန့်နှံ့နေတဲ့သတင်းတွေကိုအမှန်မှခွဲခြားနိုင်စေဖို့တင်ဆက်ပေးနေရပါ။အွန်လိုင်းပေါ်ကသတင်းတွေကိုတွေ့တိုင်းချက်ချင်းလွတ်ခံလိုက်တာမျိုးမဟုတ်ပဲမိမိတို့ကိုယ်တိုင် fact check လုပ်ပြီးမှယုံကြည်ကြပါနော်။မင်္ဂလာရှိတဲ့ညချမ်းချိန်လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့အင်္ဂါဆုတောင်းပေးလိုက်ပါရရှင်။